ျွန်တော်ဒီနေ့မြန်မာပြည်ရဲ့ပထမအဆုံး walking floor ရိုက်ပါမယ်။ရန်ကုန်ကနေပြီးတော့တန်လျင်တိလမ်းလျှောက်မှာပါ။တန်လျင်ကြိုက်ခုတ်ပြားတိလမ်းလျှောက်မှာ။အခုတူနာကမာချီလမ်းကနေပြီးဆလာပါပြီ။ဒါခုနကမာချီလမ်းပေါ့နော်။ပြလာတယ်။အဲဒီဆန်ဘူတိုင်းညဘက်ကိုလိုက်တော့ကမာချီလမ်းနဲ့လမ်းလျှောက်လာပြီ။လမ်းလျှောက်ပြီးတော့ဟိုကမာချီစတားကိုကျော်ရင်တာကေတာမြို့နယ်ကိုရောက်ပါမယ်။ဒါကမာချီစတားပေါ်ရောက်သွားတယ်။အောက်မှာငမွေးချောင်းပစွန်းချောင်းကြီးပေါ့။ပစွန်းချောင်းလေးတစ်ဖြူဖြူနဲ့အေးနေရတယ်။ ဒါပစွန်တောင်ချောင်းကိုဖျက်ထားတဲ့ကမာကြီးတရားကိုဖျက်ရှောင်နေတာပါဒါသူ့နားနဲ့တာကီရာကိုဆက်ထားတဲ့တရားပေါ့နော်တရားတိုင်းကျွန်တော်ရှောင်နေနေရတော့ဘူးကျွန်တော်ဒီနေ့ခေါ်လိုက်တာခေါ်ရဆိုတာမနဲ့စောမလျှောက်ပဲနဲ့နေ့လယ်ပိုင်းလျှောက်မယ်ဆိုဆောင်းရမ်းပူတဲ့အချိန်မှာလျှောက်မယ်ဆိုပြီးတော့စေနာရီဝဲလောက်မှာစားလျှောက်တာပါလိုင်းမလုပ်ကြပါနဲ့နော်တွေးတွေးဝိုင်ရှိရဲ့လိုင်းမလုပ်နဲ့ မနက်ခင်းဆော့တာမှညနေမှလျှောက်တာကောင်းတယ်ကျွန်တော်နေ့လေကိုလျှောက်ပြတယ်ဒီမှာရွှေကရင်နဲ့သမင်းဆိုင်တွေ့တယ်ရွှေကရင်မြမသမင်းသမင်းကျော်မနက်ထရဘာမစားသေးလို့မနက်စာနဲ့နေ့လေစာပေါင်းပြီး brunch ဝင်ဆွဲပါတယ်ဟိုချက်ပေါင်းပေါ့နော်ချက်ပေါင်းရဲ့အဲသူကအမအတော်မြုံဆုံးပြီးတိုးစီရရဲ့ငပီငပီတော့ရွှေလိုက်တယ်အာမပေါ်တော့လာတောင်းနေအဲ့ကလေးမလေးစားရုပ်တည်းလာတောင်းနေအဲ့မှာချက်ပေါင်းအယူကျွေးလိုက် နေမှာ Okay အဲ့ I got it ဆက်လျှောက်လာပြီဆက်လျှောက်လာတော့ဟိုမှာတက္ကရာဝိုင်းရောက်နေတက္ကရာဝိုင်းမှာဝိုင်းပထမလမ်းဆိုလို့ရှိရင်အရာဝင်လမ်းပေါ့ဒုတိယလမ်းကိုယူရမှာဒုတိယလမ်းဆိုလို့ရှိရင်တန်လင်းချင်းကလမ်းကိုရောက်တယ်အော်ဝိုင်းနိုင်ကျော်လာပြီကျော်လာပြီဘယ်မှာတရား၈တောင်ဖီးယားပေါ့ဆယ်စီးကားကြီးတရား၈တောင်ကားကြီးကိုရောက်ပြီအဲ့ကနေဟိုရှေ့ကိုဆက်လျှောက်ခုလျှောက်တော့ဟိုတံတားတံတားဟောင်းနဲ့တံတားတင်တာပေါ့နော်တန်လင်းတံတားအမှတ်တင်နဲ့အမှတ် အမှတ်3နာကိုရောက်ပြီအရင်တုန်းကတော့အမှန်အမှတ်1ပေါ့နော်တရားဟောင်းလမ်းလျှောက်လို့ရတယ်အခုတော့လျှောက်လို့ရတယ်လည်းမရသေးတော့မသိဘူးပေါ့တရားအစ်စ်နံပါတ်3ကတော့လုံးဝလျှောက်လို့မရအောင်လမ်းလျှောက်လို့မရအောင်အနည်းငယ်လည်းဖြတ်လို့မရအောင်တရား1ကတော့အနည်းငယ်စပိန်ဝိုင်းဖြတ်လို့ရတယ်လို့ပြောတယ်အာဟိုမှာပေါ်ရကောင်တွေးလို့ပါလာရိုးထက်ကျွေးလိုက်လေဟိုမှာဆိုင်ဘုတ် တရားဟောင်းကိုတက်မော့တတော်အိုင်းမှာလုံယုံရင်းနဲ့တွေ့ရသူကကုန်းချောင်းလျှောက်လို့မရဘူးတဲ့တရားကိုလမ်းလျှောက်ပြီးကူးလို့မရဘူးတဲ့တရားဆောင်လုံယုံရင်းပြောတာနဲ့နောက်ကျောင်းပြန်လေရဟေးအဲပတ်စကားစီးပြီးပဲကူးရတော့မယ်အနည်းဆက်ဆုံးပတ်စကားကိုပြန်သွားတရားရှိတောင်ပြန်သွားမှာပေါ့နော်ဒါဝေါကာတွေတွေ့တော့မကောင်းဘူးကွာတရား ိုင်ကာရီတော်တော်အဆင်ပြေသွားစပိန်နဲ့ကူလို့ရတယ်ဘောကာရီတော်တော်သူဟာဟိုခြေလျင်ပေါ့ကုန်းချောင်းနဲ့ကူဝင်မရှိဘူးတဲ့ဟိုရင်တော့သူများရဲ့ကူနေကြတွေ့တယ်အခုတော့ဘာဖြစ်လဲမသိဘူးသူတော့ကူဝင်မပြီးတော့အဲတရားဆောင်လုံးဂျုံကြီးရနေပြီးတော့နိုင်လျှောက်လို့မရဘူးဆိုတော့အဲအဲ့တမတ်တိုင်တော့စီးရမယ်ပေါ့အာနောက်နောက်ကပြန်လျှောက်နေတာတာဂီတာတရားရှိတော်မတိုင်အောင် โอเคဒါအဲ့တရားရှိတော်မှတ်တမ်းနေပြီးတော့တမတ်တမ်းစီးလိုက်တာတရားကူးပြီးတော့ပကုံးမြေကြီးကိုတရားကူးပြီးတော့ဒီဘက်တန်လင်းဘက်ရောက်သွားပြီဒါတန်လင်းဘက်ချက်တနေ့ဘက်ချက်အောင်ရောက်ပြီပေါ့နော်ဟိုအနောက်ကိုကားမတန်အောင်ပြန်လျှောက်ရတယ်တရားကူးကလည်းဘာမှမထူပါဘူးသူ့လောက်ပဲတန်လင်းမျိုးနဲ့ရောက်သွားပြီဒါတရားအစင်မှတ်တမ်းပေါ့တရားအစင်မှတ်တမ်းနေပြီးတော့တန်လင်းကြိုက်ခုတ်ပြားတိနန်းတန်းလျှောက်သွားပြီခြေရင်းလျှောက်သွားပြီ โอเคရှောင်းတယ်အိုးရှိမှာမော်တော်ပီကေတရားစင်ကားတွေကိုတားနေသတင်းပေးတာပေါ့နော်မော်တော်ပီကေရှိရင်စီကလမ်းစီကလိုင်းလာကြပါဦး Welcome to Tanlin နဲ့ Tanlin မြို့တနေမြို့ယူရောက်ပါပြီ Welcome to Tanlin ရနေပြီးဆက်လျှောက်ပါပြီ Oh my တရားနေစင်လိုက်ရထားလမ်းတန်လို့အဲ့ရထားလမ်းဒီလိုဝါလေးပေါ့ လျှောက်လာပြီနေရတော့တော်ပြင်းတယ်နေရရိတ်လိုက်ပေါ့နော်ပြန်ပြန်ပြီးထိုးလိုက်တယ်စတိုက်လျှောက်လာခေတ္တလမ်းဆုံးလျှောက်ပြီးလမ်းဆုံးလျှောက်ဒီဘက်မှာဘိုးချိုးနေဝင်လာတော့ရှိတယ်ဘိုးချိုးနေဝင်လာတဲ့ဝင်လာပြီပေါ့နော်အဖင်ရပါမို့ဒီရက်ွက်တွေလျှောက်သွားကြတယ်အမှန်ရောကြိုက်ခောက်ဖျားလမ်းတိုင်းသွားလို့ရတယ်မသွားဘဲနဲ့ဒီဘိုးချိုးနေဝင်တခင်ရှုမောင်းလာတဲ့ဝင်လာဝင်ရက်ွက်တွေမှာဟိုဆက်စုဒီဆက်စုလုံးမယ်ပြီးတော့မှလမ်းမပြန်ထွက် လမ်းသွားရတဲ့ platform မှာ labo bookie chain လေးကောက်ရ so cute ချို့ကောင်း Okay ဒါရက်ွက်တဲ့ရှောက်ကြည့်ယူရအဲ့ကနေပြီးတော့ဒီဘက် check out ပြရလောက်ပြန်ထွက်လာလမ်းမလမ်းပြန်ထွက်လာပြီရှောက်တာရှောက်တာ에스티크웨이니아도다토네 ါကတော့နာမည်ကြီးပွင့်ထမင်းဆိုင်ပေါ့တန်လင်းကပွင့်မြမထမင်းဆိုင်ပွင့်ကိုကြော်လာပြီโอเคဒါကားလန်ကူရင်းနဲ့ဗီဒီယိုရိုက်နေအတိုင်းမလုံးနဲ့တော့ကားလန်ကူရင်းဗီဒီယိုရိုက်တာမကောင်းဘူး ိုးရှေ့မှာ hospital တဲ့အမဆေးရုံတစ်ခုရှိတယ်ပုပ်လေးကဆေးရုံအာဒီမှာရှေ့မှာ shake တဲ့ shake မိုးဆိုင်ရှိတယ်ဗောဒါရန်ကုန်ကဆိုင်ခွဲရန်ကုန်ဒုက္ခနာတို့တာဂီရာကက်ပီတယ်တို့မှာလည်းအဲ shake ရှိတယ်နောက်တစ်ခုမှာလည်းရှိတယ်အဲ shake ဆိုင်ခွဲဒါတန်လျာဆိုင်ခွဲဗောဟာနေရတော့မွန်းတယ်အာရွှေလာပြီဒါတန်လျင်မင်းတရားကြီးနန်းတော်တိုင်ညာပဲတော့ကိုလိုက် င်းမင်းဆန်တာကိုပိုင်ထက်တန်းကြောင်းအောင်လားထက်တန်းကြောင်းလည်းရှိတယ်။တန်နေပြတော့တော်တော်လေးကိုခင်မိတာ။အဲ့ဒီတုတ်တုတ်လေးအိုးဝေးလေးမိုက်လို့အဲ့သုံးမိလေးကထားကြရနော်။ So cute. ဆက်ရှော့ဘူးနိုင်စင်နာရောက်ပါပြီနိုင်စင်နာရောက်နေရဆောင်းပူတာနဲ့လက်ဖိတ်တိုင်းထိုင်ပြီးတော့စတင်းလေးတစ်ခုတောက်ပြီးနားလည်အောင် ဟုတ်ပြီစတင်းတော့ပြီးတော့ပြန်ထွက်လာရင်နိုင်စင်းကြော်ပြီးထွက်လာပြီကားတွေလို့ရောလှူရှားသွားလာနေကြဒါရဲစခန်းပေါ့နော်ရဲစခန်းရှိရောညာဘက်မှာရဲစခန်းဟုတ်ဖယ်ဖယ်ချမ်းမှာကျတော့အုတ်ကြီးယုံရှိတယ်ထွေးအုတ်ယုံပေါ့တန်နေမျိုးနဲ့ထွေးအုတ်ယုံကြီးရှိတယ်အဲဆိုက်ရှောက်လာပြီ ဟုတ်ပြီရေစခန်းကျော်ဝါဟောဒီမှာမမီတက်တို့ပါတီရဲ့ဆိုင်းဖို့ပေါ့ကဲ cross line ပြီးတော့လန်ကူရောမယ်လန်ကူင်းနဲ့ဗီဒီယိုရိုက်တာတော့အဲ့လို line မလုံးနဲ့နော်လန်ကူင်းဗီဒီယိုမရိုက်နဲ့ရှောက်လာပြီဘတ်ကားရောကားရောအများကြီးပဲသွားကြတယ်ဒါအာကာဝင်းကြီးပေါ့ ဒါပေမဲ့အကဝင်ရာခရာတီတင်တယ်ပက်မီနန်တင်တယ်အာကစားနဲ့ကာယပညာဦးစီးဌာနဝင်ကျွေးဝဲဒါဖူဆယ်ဝင်ဖူဆယ်ကိုချင်းဘောလုံးဝင်ပေါ့ကန်နေကောင်တော့ဘာမှမတွေ့ဘူးအဲရိုက်လာဒီအာကဝင်ကဖျက်လျှောက်လာပြီရှေ့မှာပညာဦးလန်းတဲ့ညာဘက်ချိုးလာတယ် အာမုံပြင်းရာဇတ်တွေးရဲ့နာမည်ကြီးအမှတ်ကြီးပေါ့နော်စင်ပြခြင်းမညာဘူးဆိုရှိအတူခုံပြူပြီးခုံပြူပြီးပေးထားတယ်လမ်းညာဦးလမ်းရှင်အောင်ချမ်းသာလဖေးဆိုင်အဲ့ကနေရောဆက်လျှောက်ပါပြီဒါအင်ချမ်းမီရောင်းဝယ်နေဥပဒေဝန်ဆောင်မှုတဲ့ကောင်းထက်အင်ချမ်းမီရောင်းဝယ်ဒါပွဲစားရေပေါ့နော်ပွဲစားရေရှင်နေလောဖန်တယ်သူတို့ဝင်ကျဲရွေးအမြေခွေးဝယ်ဝယ်မယ်ဆိုအဲ့မှာသွားပြီးမေးလို့ရတယ်ဟိုးဘက်မှာဖုန်ကြောင်းရင် းဆက်လျှောက်လာ၏။အညာတလလမ်းသွေ။သူလည်းချွေးပြန်ပြိုင်းနေ။လျှောက်ထားတယ်ဟဲ့လျှောက်ထား။အားမပြီးတော့ဘာကြီးတစ်ခုရှိရလမ်းတယ်။တွေ့လိုက်။ဘယ်ချမ်းမှာသာသနာပိမ့်မှန်တဲ့။သာနာတက်ကတော့နဲ့သာနာပိမ့်မှန်ရှိတယ်။ ရှောက်လာပြီအဲ့ညာဘချမ်းမှာဆိုကောက်ကွင်းရှိရကော့ဖ်ကော့ဖ်ကလပ်ပေါ့ဟောဒီမှာကော့ဖ်ကလပ်ရောက်ပြီးသွားပြီအဲ့ကော့ဖ်ကလပ်ထဲမှာကျွေးပြီးအာမြန်မာပြည်အပိုင်းညာရတယ်ခေါင်းရိုက်လိုက်ပြီးတော့လည်းကြည့်လို့ရတယ်ဟုတ်ပြီကောက်ကွင်းကတော့ဖြတ်ကျော်လာပါပြီနေရတော့ရေးရလိုက်ထိုးလိုက်တယ်တော်သေးသီးပါတော့ကောက်ကွင်းကရှည်ယူအဝမ်းကကျယ်ယူ အဲ့လျှောက်လာတယ်။ဒီတန်လင်းရတခုရှိတာကသူကလမ်းနေရာလေးဂုံးတက်ဂုံးစင်းနေများတယ်။ဟိုဟာလို့မော်လမြိုင်လိုပဲကလောတော့တော့ဂုံးတက်ဂုံးစင်းမများဘူးကွာ။ဒါမော်လမြိုင်လိုပဲသူကအဲ့လိုတောင်ကုန်းလေးတက်လိုက်ဆင်းလိုက်တယ်လို့